ိုသွားဖို့အတွက်အချိန်ကြာလာပါပြီ။နောက်တဲ့ဗီဒီယိုကတော့ဖိုက်တာမဟုတ်ပဲနဲ့ mage ထဲမှာသူ့ရဲ့ vision တော်တော်လေးကိုမှကောင်းတယ်ဆိုပြီးတော့နာမည်ကြီးမြင်ပြီးလို့ပါ။အဲ့ဒါကတော့ Novaria ပဲဖြစ်ပါတယ်။အဲ့တော့သူ့ရဲ့ Astra Echo နဲ့ဘယ်လိုမျိုး vision ဖွင့်ပြသလဲဆိုတာကတော့အားလုံးလည်းသိကြမယ်ထင်ပါတယ်။ Roma ဆော့မယ်ဆိုရင်လည်းမစိုးလို့ပဲပြောပါလိမ့်မယ်။အဲ့တော့ Roma ဘယ်လိုမျိုးဆော့အောင်လဲဆိုတာကိုဆက်ပြီးတော့ကြည့်လိုက်ရအောင်။ Novaria က Mage အနေနဲ့တာမကပဲ Drone အနေနဲ့ပါဒီမတာပါတော်တော်လေး effective ဖြစ်ပါတယ်။ဘာကြောင့် effective ဖြစ်တာလဲ။ နိုဝါရီယာကတခြားရောင်ဟီးရိုးတွေနဲ့မတူဘဲနဲ့အားသာချက်တွေရှိရယ်ပထမဆုံးအချက်ကတော့ဗီရှင်ကောင်းတယ်နိုဝါရီယာရဲ့ Extra Echo က map တစ်ခုလုံးနီးပါးကိုဗီရှင်ပေးနိုင်ပါတယ်ဒါကြောင့် enemy ရဲ့လှုပ်ရှားမှုတွေကိုစူးတင်သိနိုင်ပြီးတော့ gang ကြီးလို့ဖို့အတွက်လဲရှောင်တိန်နိုင်တယ်လို့တင်းအတွက်လဲ objective တွေကိုယူရမှာလဲအထောက်အကူဖြစ်စေပါတယ်တင်းဖိုက်မှာလဲအပေါင်းဝင်နေ distance ကနေ pressure ပေးနိုင်တယ်နိုဝါရီယာရဲ့ Astra Meter ကလှမ်းပြတဲ့ scale ဖြစ်ပြီးတော့ damage ကလည်းတော်တော်လေးများ誒။ဒါကြောင့် lane က enemy တွေကိုဖိအားပေးနိုင်တယ်လို့ တဲဖိုက်မှာလည်းဘေးကနေလှမ်းပြီးတော့လည်းသရိုးနေလို့ရပါတယ်ဘရုံးဆော့မဲ့နိုဘာရီယာအတွက် item pick နိုဘာရီယာအတွက် item ကတော့တာမဲမစ်နိုဘာရီယာနဲ့နည်းနည်းกว่าတယ်ဘရုံးဖြစ်တဲ့အတွက် utility နဲ့ survival ကိုပို့ပြီးတော့ဦးစားပေးပါမဖြစ်မနေဝယ်ရမှာကတော့ dark hit roaming ဒီအနေကကို damage ပေးလိုက်တဲ့ enemy ကို magic damage ထပ်ပြီးတော့ဝင်စရာဖြစ်တဲ့အတွက်နိုဘာရီယာအတွက်လည်းတော်တော်လေး effective ဖြစ်ပါတယ် arcane boost magic penetration ကိုပေးတာဖြစ်တဲ့အတွက်နိုဘာရီယာရဲ့ damage ကိုပို့ပြီးတော့ထိရောက်စေတယ် lightning touch ဒီ item က Novaria ရဲ့ damage ကိုအဓိက boost လုပ်ပေးပါတယ်။ K သုံးပြီးတိုင်း enemy 3ရောင်းလောက်အထိ magic damage ထပ်ပြီးတော့ထွက်တာကြောင့် team fight တွေမှာလည်းအသုံးဝင်ပါတယ်။ Ice Queen 1ကျန်တော့ကို slow up ပေးနိုင်တဲ့ passive ဖြစ်တာဖြစ်တဲ့အတွက် Novaria ရဲ့ skill နဲ့ပေါင်းဆက်ပြီးတော့ enemy ကိုအလွယ်တကူထွက်မပြေးနိုင်အောင်လုပ်နိုင်ပါသေးတယ်။ Divine Glyph ဒီ item ကတော့ Novaria အတွက် magic penetration အများဆုံးပေးတဲ့ item ဖြစ်ပြီးတော့ enemy ရဲ့ magic defense ကိုအကြီးအကျယ်ရှော့ချပေးရဖြစ်တဲ့အတွက်နောက်ကျတဲ့ပွဲတွေမှာမရှိမဖြစ်လိုအပ်ပါတယ်။ ခိုလီခရစ်စတင်ဒီရတန်ကတော့နိုဗာရီယာရဲ့ damage output ကိုအမြင့်ဆုံးဖြစ်အောင်ကူညီပေးပါတယ်မဂျစ်ပါဝါအများကြီးပေးတာဖြစ်တဲ့အတွက်ကိုမိုပေါင်းလိုက်ရင်ထန့်နေကိုတော့ထိထိရရတက်ခတ်နိုင်ပါတယ် tip and trick map ကိုကြည့်ပါနူဘာရီယာရဲ့အဓိကအားသာချက်ဖြစ်တဲ့ vision ပေါ့ K2 ကိုမန်အနှက်သုံးပြီးတော့ enemy ရဲ့လှုပ်ရှားမှုတွေကိုအမြဲစောင့်ကြည့်ပါ ultimate ကိုလည်းအထူးအဆုံးသုံးပါနူဘာရီယာရဲ့ ultimate ကို twin fight မစခင်မှာသုံးပြီးတော့ enemy ရဲ့ magic defense ကိုရှော့ချပစ်ပါ ဒါမှကိုယ့်ရဲ့တင်းက mesh တွေရဲ့ damage ကိုပိုပြီးတော့ဝင်စီမှာဖြစ်ပါတယ်။ K1 ကိုပညာသားပါပါတော့မှာ။ Novaria ရဲ့ K1 က damage မြင့်တဲ့လို့9000ကလည်းမြန်တယ်။ဒါကြောင့် enemy ရဲ့ HP နည်းနေတဲ့အချိန်မှာတုံးပြီးတော့ K ကိုလည်း steal လုပ်နိုင်ပါတယ်။ဒီနီနာတွေကိုတုံးပြီးတော့ roam ဆော့မဲ့ Novaria နဲ့ team ကိုအနိုင်ရဖို့အတွက်ကူညီပေးပါလိမ့်မယ်။ Okay, mesh ဖြစ်တဲ့ Novaria က roam မှာသွားပြီးတော့ဆော့ပေးသွားပြီဆိုတော့အခုနောက်ထပ် hero ဖြစ်မှာဖြစ်တယ်။နောက်ထပ် hero ကတော့ mesh မဟုတ်တော့ပါဘူး။ အရင်မတားတော့ကတောက်လျှောက်တောင်းကြခဲ့တဲ့ virus ပဲဖြစ်ပါတယ်။အဲတော့ virus ကိုသုံးပြီးတော့ဘယ်လိုမျိုးဆော့ရမလဲဆိုတာကိုဆက်ပြီးတော့ပြပြပေးသွားဖြစ်တဲ့အတွက်သိရှိပေးပါအောင်ရှင်။ HPL လိမ့်မှာဆော့နေတဲ့ virus ကိုရုံးမှာဆော့ကြမယ်။ဘာကြောင့် effective ဖြစ်တာလဲ virus ကတခြား hero တွေနဲ့မတူဘဲနဲ့အားသာချက်တွေရှိပါတယ် crowd control ကောင်းတာ virus ရဲ့ scale 1ဖြစ်တဲ့ heavy impact က enemy ကို slow fat ပေးနိုင်ပြီးတော့ scale 2ဖြစ်တဲ့ missile expect ကတော့ enemy ကို knock back လုပ်နိုင်ပါတယ် အထူးသဖြင့် ultimate ဖြစ်တဲ့ Dirona Wildcat က enemy ကိုမျိုးချပြီးတော့ကိုယ့်ရဲ့ team စီကိုပြစ်ခတ်နိုင်တာဖြစ်တဲ့အတွက် core hero တွေကိုလွယ်လွယ်ကူကူဖမ်းပြီးတော့လည်းတတ်နိုင်ပါတယ်။ durability မြင့်တယ်။ Barret ရဲ့ passive and bait ကြောင့် skill တုံးနိုင်သူ့ရဲ့ defense နဲ့ physical attack ကမြင့်လာပါတယ်။ဒီတော့ Rogue အနေနဲ့ enemy ရဲ့ damage ကိုတောင့်ခံနိုင်ပြီးတော့ team fight မှာအချိန်ကြာကြာရပ်တည်နိုင်ပါတယ်။ဂန်ပေါက်ဖို့လည်းညာတယ်။ Barret ရဲ့ ultimate က assassin နဲ့ maxman လိုမျိုး HP percent နည်းတဲ့ hero တွေကို အလတ်တကူဖမ်းပြီးတော့ကိုယ့်ရဲ့တင်းစီကိုခေါ်လာနိုင်ရင်ဒီအတွက်ကြောင့်ဂန်းကြီးလုပ်ဖို့အတွက်တော်တော်လေးဥမာအသုံးဝင်ပါတယ်။ virus strat item pick ရောမာဆော့မဲ့ virus အနေနဲ့ item တွေကတော့ expire လိမ့်မှာဆော့နေကြ virus နဲ့နည်းနည်းကွာပါတယ်။ run ဖြစ်တဲ့အတွက် defense နဲ့ utility ကိုပို့ပြီးတော့လေဦးစားပေးပါ။မဖြစ်မနေဝယ်ရမှာကတော့ direct hit ပါ။ဒီအတဲ့ကကို damage ပေးလိုက်တဲ့ enemy ကို magic damage ထပ်ပြီးဝင်စရာဖြစ်တဲ့အတွက် barrier အတွက်တော်တော်လေးအသုံးဝင်ပါတယ်။နောက်တစ်ချက်အနေနဲ့ဖက်နက်စီးပါ enemy ရဲ့ damage type ကိုကြည့်ပြီးတော့ရွေးချယ်ပါ magic damage များရဲ့ top boot physical damage များရဲ့ warrior boot နောက်ထပ် item နဲ့ cast helmet ဒီ item ကတော့ hp နဲ့ magic defense ပေးပြီးတော့ passive က enemy တွေကို magic damage ပေးရဖြစ်တဲ့အတွက် key တွေကိုလည်းအမြန်ရှင်းနိုင်ပါတယ် blade armor physical defense ကို အများကြီးပေးပြီးတော့ enemy ရဲ့ basic attack damage တွေကို reflect လုပ်ပေးနိုင်တာဖြစ်တဲ့အတွက် maximum တွေကို counter လုပ်တဲ့နေရာမှာလည်းသုံးဝင်ပါတယ် radiant armor Magic Defense ပေးပြီးတော့ Magic Damage ရှိကို Reduce လုပ်ပေးရကြောင်း Magic Hero တွေနဲ့တွေ့ရင်လည်းမရှိမဖြစ်လိုအပ်ပါတယ်။ Dominant Ice, Physical Defense, Mana Regen နဲ့ Cooldown Reduction အပြင် Enemy ရဲ့ Attack Speed နဲ့ Shield ကိုပါလျှော့ချပေးတာဖြစ်တဲ့အတွက် Team Fight တွေမှာလည်းအသုံးဝင်ပါတယ်။ Tips and Trick, Bash ထဲကနေ Surprise Attack လုပ်ပါပါရရဲ့အဓိကအားသာချက်က bash ထဲကနေပဲရုတ်တရက်ထွက်ပြီးတော့တက်ခိုက်တာပါ enemy တွေကိုမထင်မှတ်ထားတဲ့အချိန်မှာ ultimate နဲ့ဖမ်းပြီးတော့ကိုဝင်နဲ့ဂန်လုံးနေတာဖြစ်တဲ့အတွက် ခေါ်ဟီးရိုးတွေကို ထိထိရနှောက်ရှက်နိုင်ပါတယ်။ map ကိုကြည့်ပါ။ map ကိုအမြဲကြည့်ပြီးတော့ကိုယ့်ရဲ့တင်းကဘာမှဂန်းကြီးလုပ်ဖို့အခွင့်အရေးရှိတယ်စဉ်းစားပါ။ ultimate ကိုအထူးအောင်ဆုံးသုံးပါ။ဘာရဲရဲ့ ultimate ကကုသမြင်တာဖြစ်တဲ့အတွက်ခေါ်ဟီးရိုးတွေကိုတေချာဖမ်းပြီးတော့လဲသုံးပါနော်။ okay ပါအဲ့တော့ expert link မှာအမြဲဆော့နေတာ virus ကို room မှာသွားပြီးတော့ဆော့ပြီးတော့ဘယ်လိုထူးခြားမလဲဆိုတာကိုဆက်ပြီးတော့ကြည့်ရှုပြပါမယ်နော်အဲ့တော့ virus ပြီးသားတွေဆိုတော့နောက်ထပ် hero အနေနဲ့ကတော့အားလို့ပါ အားလုံးကတော့အခုနောက်ပိုင်း pro scene တွေမှာလည်းအမြဲတွေ့ရတယ်အထူးသဖြင့်တော့ xp လေးမှာတော့တွေ့ရပါတယ်ဒါပေမဲ့ roam မှာရော d fighter ကတကယ်ပဲအလုပ်ဖြစ်မလားဆိုတာကတော့စော့ကြည့်ရင်တော့သိမှဖြစ်မှာပဲအဲ့တော့အားလုံးအကြောင်းကိုဆက်ပြီးတော့သွားလိုက်ရအောင် ASPN လေးမှာအမြဲကျန်းနေတဲ့အားလုံးကိုဒီတစ်ခေါက်တော့ roam မှာဆော်ပါမယ်။ဒီမှာဒါမှတော်တော်လေးတော့ effective ဖြစ်နေပါတယ်။ဘာကြောင့် effective ဖြစ်တာလဲ။အားလုံးကတခြား hero တွေနဲ့မတူပါဘူး။ crowd control ကောင်းတယ် င်းဝဲဖြစ်တဲ့ Dollar Strike က enemy ကို stab ပေးနိုင်ပြီးတော့ Scale 2ဖြစ်တဲ့ Danger Slash ကတော့ enemy ကို damage ပေးနိုင်ပါတယ်။အထူးသဖြင့်သူ့ရဲ့ ultimate ဖြစ်တဲ့ Final Slash က enemy တွေကို knock out လုပ်နိုင်ပြီးတော့ stand မှာပေးရတဲ့အတွက် team fight မှာလည်းအသုံးဝင်ပါတယ်။ Mobility ကောင်းနေအလောရဲ့ Scale 2ကို enemy နားမှာတုံးလိုက်ရင် cooldown ချက်ချင်းတင်ရတာဖြစ်တဲ့အတွက် alert ကိုလှုံရှားနိုင်ပြီးတော့ enemy ကိုလိုက်ဖမ်းနိုင်ပါတယ်။ Ganking အလောရဲ့ crowd control တွေက ganking လုပ်ဖို့အတွက်လည်းတော်တော်လေးပုံမှန်ကောင်းပါတယ်။ K1 နဲ့ stand ပေးပြီးတော့ ultimate နဲ့ enemy ကိုနောက်ပြန်ပစ်နေတာဖြစ်တဲ့အတွက် core hero တွေကိုလည်းလောလောကူကူဖမ်းပြီးတော့တတ်နိုင်ပါတယ်။အားလုံးအတွက် item pick ရုံးမှာဆော့မယ်အားလုံးအတွက် item တွေကတော့ xp လေးနဲ့ဆက်နေကြ item တော့မဟုတ်ပါဘူး။ရုံးဖြစ်တဲ့အတွက် defense နဲ့ utility ကတော့ဦးစားပေးပါ။မဖြစ်မနေဝယ်ရမှာကတော့ကိုစီဒီ item ကတော့ကိုနဲ့တင်းမမာတွေကိုပုံမှန်ထပ်ပို့ပြီးတော့မြန်အောင်လုပ်ပေးပြီးတော့ enemy ကိုကန့်တလုပ်တဲ့အခါမှာလေးသုံးဝင်ပါတယ်။နောက်ထပ်တစ်ချက်အနေနဲ့ကတော့ဖက်နက်စီပါ။ enemy ရဲ့ damage type ကိုကြည့်ပြီးတော့ရွေးချယ်ပါ physical damage များရင် warrior boost magic damage များရင်တော့ tough boost radiant armor magic defense ပေးပြီးတော့ magic damage တွေကို reduce လုပ်ပေးရကြောင်း mage hero ရင်းနဲ့တွေ့မရှိမဖြစ်လောက်ပါတယ် oracle HP နဲ့ Magic Defense ပေးပြီးတော့ She နဲ့ HP Regen ကိုပြင်ပေးတာဖြစ်တဲ့အတွက် Survivor အတွက်လည်းအကောင်းဆုံးပါပဲ Blade Armor physical defense ကိုအများကြီးပေးပြီးတော့ enemy ရဲ့ basic attack damage တွေကို reflect လုပ်ပေးရကြောင့် maximum တွေကို counter လုပ်တဲ့နေရာမှာလည်းအသုံးဝင်ပါတယ် tips and trick bash ကနေ surprise attack လုပ်ပါ round အလောရဲ့အဓိကအားသာချက်က bash ထဲကနေရုတ်တရက်ထွက်လာပြီးတော့တိုက်ခိုက်တာပါပဲ enemy တွေမထင်တာတဲ့အချိန်မှာ k1 နဲ့ stand ပေးပြီးတော့ခွန်မွန်နဲ့ဂန်လုံးနေလာဖြစ်တဲ့အတွက် core hero တွေကိုတိတိယနှောက်ရှက်နေပါတယ် map ကိုကြည့်ပါ မတ်ကိုအမဲကြည့်ပြီးတော့ကိုယ့်ရဲ့တင်းကဘာမှဂန်ကင်းလို့ဖို့အခွင့်အရေးရှိလဲကိုလည်းအမဲနဲ့တွေးနေပါ Ultimate ကိုအထောက်အဆုံတုံးပါအားလုံးရဲ့ final slash ကိုတုံးပြီးတော့ enemy တွေကိုဖျို့ဖျဲဖျောက်လုပ်ပါ။အဲ့တော့အခုနောက်ပိုင်း tournament တွေမှာ expert တွေမှာအမြဲတွေ့နေရတဲ့အားလုံးကိုခါရာပြောပြပေးသွားခဲ့တဲ့လိုမျိုးဒီ meta နဲ့ line နဲ့ round မှာလည်းသွားပြီးတော့